plastic sediment ရော်တွေကိုအနယ်လုံးတွေရဲ့ site တွေပုံစံတွေလိုက်ပြီးခွဲခြားထားပါတယ်အနယ်စားလေးတွေကိုဖိသိမ့်ကျစ်တစ်စီပြီးတော့အနယ်တွေကိုတွက်ဆက်စီခြင်းဖြစ်ပါတယ် plastic sediment ရော်တွေမှာဆိုရင် inorganic အသက်ရှိမဟုတ်တဲ့ raw fragment များနဲ့ပါဖွဲ့စည်းထားတာဖြစ်ပါတယ် grain site အနေနဲ့အမျိုးမျိုးကွဲပြားနေတာကိုတွေ့ရပါတယ်အကြမ်းအဖြစ်၄မျိုးရှိပါတယ် clay site sit site sand site နဲ့ concrete site တွေအရွယ်တွေဖြစ်ပါတယ် chemical cemetery road ဒီမှာဆိုရင်တော့ဓာတ်ဥနေရကြောက်တီးဖြစ်ပြီးတော့ပင်လယ်ရေမှာပင်လယ်ရေမှာအနေထိုင်ကြောက်တဲ့တပောင်းတွေဓာတ်စားတွေအဓိကပါဝင်နေပါတယ်ဒီကြောက်တီးရဆိုရင်ပင်လယ်ရေမြအငွေ့ပြန်ခြင်းကိုနေမဲ့ရေအင်းကြီးမြအငွေ့ပြန်ခြင်းတို့မှာအနေကြောက်တာဖြစ်ပါတယ်ပုံဆောင်ကြောက်သားကိုပြလိရှိပြီးတော့ဓာတ်ဥနေကြကြောက်များမှာဆိုရင်တော့ထုံးကြောက်ဒူလိုမိုက်ကြောက်အငွေ့ပြန်ခြင်းချက်ကြောက်တို့အဓိကပါဝင်ပါတယ် organic sediment di rock တရားဆိုရင်ဇီဝအနေကြောက်များဖြစ်ပြီးတော့ပင်လယ်ရေမှာအနေထိုင်ကျရောက်တဲ့ဓာတ်ပေါင်းဇီဝရုပ်ကျင်းတဲ့အပင်တွေအဓိကပါဝင်နိုင်ပါတယ်။အနေကြောက်မှုဟာအတိတ်ပင်လယ်ရေအခြေအနေနဲ့အဲ့ဒီအချိန်ကရှင်သန်ခဲ့တဲ့ပင်လယ်ဒီသရဝါများအပင်များနဲ့အတိတ်ရာသီဥအခြေအနေပေါ်မှာမူတည်ကွဲပြားနေပါတယ်။ဥပမာအနေကြောက်များအနေနဲ့ဆိုကိုကီနလိုင်းစတုန်း positive lime stone နဲ့ကိုကြောင်မီသေးတို့ဖြစ်ကြပါတယ်။